ားလုံးပဲမင်္ဂလာပါကျမစောငိမ့်အေးပါတင့်ကလေးတွေကပေါ့နော်တခုခုပေါ့နော်တို့ရဲ့စိတ်ထဲမှာရှိနေတဲ့ခံစားချက်တွေကိုတခုခုကပြီလို့မေးမြန်းလက်ခံပါဒါဘာဖြစ်နေရလဲဘာမှဖြစ်ဘူးဆိုပြီးဖုံးကွယ်နေတတ်တလားတကယ်တော့တို့လေးတွေရဲ့စိတ်ထဲမှာမျှဝေချင်တာတွေအများကြီးရှိပါတယ်ဒီဗီဒီယိုထဲမှာသားသမီးတွေရဲ့စိတ်ထဲမှာရှိတာကိုဘယ်လိုဖွင့်ပြောအောင် လုပ်မလဲဆိုရင်မှကျွန်မက မိဘတိုင်းတည်ထားတဲ့နီလန်း၅ခုကို မျှဝေပေးချင်ပါတယ်။ဒီဗီဒီယိုထဲမှာမျှဝေမဲ့နီလန်း၅ခုကိုတည်ထားခဲ့မယ်ဆိုလို့ရှိရင်တို့လေးတွေရဲ့စိတ်ထဲမှာရှိနေတာလေးကိုဖွင့်ပြောလာအောင်လုပ်နိုင်ပါလိမ့်မယ်။ပထမဆုံးနီလန်းကတော့ open ended question တွေမေးမြန်းခြင်းဖြစ်ပါတယ်။တို့လေးတွေကြောင်းပြန်လာသည်ဖြစ်စေအပြန်တစ်ခုခုပြန်လာတဲ့အခါကြရင် ကျောင်းမပြောလားအဲဒီလိုမျိုးမေးတာက close question ဖြစ်သွားတယ်ကျောင်းမပြောလားဆိုပြောရင်ပြောတယ်ပြောရင်ပြောဘူးဆိုစကားဒီနားတွင်ပြီးသွားတယ်ဒီနေ့ကျောင်းမှာဘာတွေဖြစ်ခဲ့လဲဘာကြောင့်လဲဘလို့ခန်းစားရလဲဆိုပါတဖက်လူတဖက်ကိုပေါ့နော်သူ့ရဲ့ဒီစိတ်ထဲမှာဖြစ်နေတဲ့ခန်းစားချက်တွေကိုဖွင့်ထုတ်လာအောင်လို့ open ended question လေးတွေမေးတတ်ဖို့လိုတယ်ဒီနေ့ကျောင်းမှာပျော်ဆုံးချိန်ကဘာလဲတကယ်လို့စိတ်ဆိုးနေခဲ့တယ်ဆိုလို့ရှိရင်အခုလိုစိတ်ဆိုးနေတာဘာတွေဖြစ်ခဲ့လို့လဲ တခုခုဆိုရင်အော်မနေ့ပြန်မှဘာတွေလုပ်ချင်လဲတို့ရဲ့ယင်တွေကစန္ဒာလေးတွေကို open ended question လေးတွေမေးမြန်းခြင်းပဲဖြစ်ပါတယ်ဒါပထမနည်းလမ်းဒုတိယနည်းလမ်းကတော့စိတ်ခံစားချက်တွေကိုအမြင်တက်ပေးခြင်းတကယ်လို့ကိုယ့်ရဲ့ကလေးကငိုနေခဲ့တယ်ဆိုလို့ရှိရင်ဒါဒီလိုငိုနေတာစိတ်ဆိုးလို့လားဒါမှမဟုတ်ဝမ်းနည်းနေရလားဆိုတော့တို့ရဲ့စိတ်ခံစားချက်ကိုအမြင်တက်ပေးတာဖြစ်ပါတယ်။ဒီလိုကုညီပေးခြင်းအပြင် ကလေးဟာသူ့ရဲ့ခံစားချက်ကိုသူတို့နားလည်အောင်လို့ကူညီပေးခြင်းအဖြစ်တန်တီနီအဖြစ်မိဘနဲ့တာသမီချမ်းမှာရင်းနှီးမှုပို့ပြီးတော့မှဖြစ်စေပါတယ်။နီလန်း၃ငါတော့မိဘကိုယ်တိုင် ဥပမာပြနေထိုင်ခြင်းပေါ့ဥပမာဟောပေါ့အမေလုပ်တဲ့သူကပေါ့နော်ကိုယ့်ရဲ့တာသမီတွေနဲ့ဒီပြောဆိုတဲ့အခါကျရင်အလောက်ကပြန်လာတဲ့အခါမှာစားတောက်နေတဲ့အချိန်ပဲဖြစ်ဖြစ်အိပ်ရာဝန်တဲ့အခါမှာဖြစ်ဖြစ် အဲမမေရဲ့လုံမှာဒီနေ့စိတ်ညစ်စရာတစ်ခုဖြစ်ခဲ့တယ်တတော်သမီးတို့ပြောပြရအောင်မယ်ဆိုရင်မဒီလိုမျိုးပေါ့ပြောတင်ပြောထိုက်တဲ့အပိုင်းလေးတွေကိုပြောဆိုခြင်းအပြင်ကလေးတွေရဲ့စိတ်ခံစားချက်ကဘာဖြစ်သွားလဲဆိုတော့အော်မမေကသူတို့ရဲ့ခံစားချက်တွေလည်းငါတို့လည်းမျှဝေပေးတာပဲဆိုတော့ငါတို့ရဲ့ဒီအကြောင်းမှာဖြစ်ဖြစ်တမျှအရာတွေအလုံးကိုမျှဝေဖို့စိတ်ချရတယ်ဆိုတော့ခံစားမှုကို ဖြစ်ပေါ်စေပါတယ်နီလန်းလေးကတော့ အာယုံပြောင်းပေးပြီးတော့မှစကားစပြောတာပေါ့ကိုယ့်ရဲ့ကလေးကစိတ်ဆိုးနေခဲ့မယ်ဆိုလို့ရှိရင်အတူတူရေကမ်းမောင်းစားကြမလားစာရဲနဲ့ပြောကြမယ်စိတ်ဆိုးနေတဲ့အာယုံကိုပြောင်းဖို့အတွက်သူကြိုက်တဲ့ရေကမ်းမောင်းဖြစ်ဖြစ်တခြားအစားအသောက်တစ်ခုခုဖြစ်ဖြစ်ပေါ့အတူတူရေကမ်းမောင်းစားကြမလားစာရဲနဲ့ပြောကြမယ်ဆိုတဲ့အခါကျရင်ကိုပြောလိုက်တဲ့အရာတွေသူ့ကိုဖိအားမပေးဘဲနဲ့တက်တောင့်တက်တာဖြစ်စေမဲ့နီလန်လေးကိုပြောခြင်းအပြင် တဖက်ကလည်းအာယုံပြောင်းပြီးတော့မှသူကြိုက်တဲ့မုံလဲစားရတယ်စပြီးတော့မှလည်းစကားပြောလာတယ်ပေါ့နီလငါကတော့အမှုပညာဖြင့်ဖော်ပြခိုင်းခြင်းဥပမာကိုယ့်ရဲ့တာသမီကတခုခုခံစားနေရဆိုရင်ဒါခံစားနေရတာတွေကိုပုံဆွဲပြမလားပုံမြင်ပြောပြမလားဘာကြောင့်မလဲဆိုတော့ပုံဆွဲခြင်းဆိုတာကစိတ်ခံစားချက်ကိုဖော်ထုတ်ခြင်းပဲဖြစ်ပါတယ် အထူးတစ်ဖြင့်ကစကားနဲ့တဲ့ကလေးတွေအတွက်ကပို့ပြီးတော့မှအသုံးဝင်တယ်။သူတို့တွေဆွဲလိုက်တဲ့ပုံဆွဲချက်တိုင်းမှာသူတို့ရဲ့စိတ်แท้မှာမပြောပြနိုင်သေးတဲ့တစ်ခုခုပါဝင်နေတတ်ပါတယ်။ဥမာဒီကလေးတွေပုံဆွဲတဲ့အခါကျရင်ဥမာပြရအောင်ဆိုရင်ဒါသူတို့ရဲ့စိတ်ကန်စားချက်ကဒီဝန်နေချင်းတစ်ခုခုရှိနေတာလည်းဖြစ်နိုင်တယ်။ဥမာသူတို့ဒေါ်လာထွက်တဲ့ဆိုလို့ရှိရင်အနီရောင်တွေသုံးတာမျိုးလည်းဖြစ်နိုင်တယ်။ဆိုတော့အယောင်လေးတွေမှာသူတို့ရဲ့စိတ်ကန်စားချက်တွေကိုဖော်ပြနေတတ်ပါတယ်။ဒါကြောင့်မို့ ဒီနီလန်း၅ခုလေးကို ကျမတို့သိရှိပြီးရနောက်မှာပေါ့ကလေးတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပေးဖို့လိုပါတယ်သိခံပေးဖို့လိုပါတယ်သူတို့ဖွံ့ဖြိုးလာတဲ့အခါမှာဝေဖန်တာဆုံးမတာမျိုးမလုပ်ဖဲနဲ့အရင်ဆုံးနားထောင်ပေးဖို့လိုအပ်ပါတယ် ကျမတို့ကတော့အာ active listening လို့လည်းခေါ်တယ် deep listening ပေါ့နော်ဟိုတခုခုပြောရဲဆိုလို့ရှိရင်ပြန်ပြီးခြေပါတာဝေဖန်တာမဟုတ်ဘဲနဲ့တို့ရဲ့ခန်းစားချက်တွေအကုန်အကုန်ကုံစင်အောင် ထွက်လာဖို့အတွက် just listening what you have နော်နှလုံးသားကြီးနဲ့နားထောင်ပေးဖို့လိုအပ်ပါတယ်ကျမတို့ဟိုဒီဗီဒီယိုမှာနီလန်း၅ခုကို လေ့လာပြီးတဲ့အခါမှာဒီနီလန်း၅ခုတည်းကဘယ်တစ်ခုကိုအရင်ဆုံးစမ်းကြည့်မလဲ comment မှာမျှဝေပေးပါနော် ဒီဗီဒီယိုလေးကနေကိုတို့အကျိုးတဆုံတရားရရှိမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်ဒီလိုသုံးဝင်တဲ့ဗီဒီယိုတွေအတွက်ကျွန်မရဲ့ channel လေးကို live and subscribe follow လုပ်ထားဖို့မမင်းနဲ့နော်။ဒီချိန်ထိ update နေကြတဲ့တယောက်ချင်းစီတိုင်းကိုထူပဲကျေးဇူးတင်ရှိပါတယ်။ Bye for now. See you next video.